အားလုံးပဲမင်္ဂလာပါခင်ဗျာ။နှွေဦးမိသားစုဝင်ပေါင်းတို့ရေနှွေဦး family YouTube channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုပါတယ်နော်။ဒီကနေ့မှာတော့ဗျာဆရာလာတန်းရဲ့လူနာတယောက်အကြောင်းဆိုတဲ့ကြပြလေးကိုဖတ်ပြပေးပေးရစီခင်ဗျာ။ကျွန်တော်နဲ့အတူတူလိုက်ပါခံစားနားဆင်ပေးကြပါဦးနော်။လူနာတယောက်အကြောင်း တငယ်ချင်းရေမင်းနဲ့ငါလေးတင်ချေနဲ့ကဘာတသိမကလက်ဖက်ရည်ဆိုင်ထိုင်ညာစကားလုံးတွေထွေထုတ်ကြတချင်းနာထောင်ညာရှိကဖြတ်သွားတဲ့လှုပ်လီလှုပ်လဲမတွေကိုငေးကြတို့မရောက်သေးတဲ့အမြင့်တနေရာကနေသူတို့ကိစ္စတွေကိုငုံကြည့်ရမောလို့ခုတော့တောင်မင်းမြောင်မင်းမကယ်နိုင်တဲ့ဘဝမျိုးမှာဘာလို့များတက်ဆိုးရှေးနေတယ်လဲ ြည်စံတရိုးကလည်းတခုတ်လက်ထဲမှာမတက်နိုင်မှလဲတွေးမိရင်အယိုးနာစရာများစာအုပ်ကြညက်အမတ်တရပေါ်အော်နှလုံးနာစရာနှစ်ကာလာများထဲမှာပေါ်လို့ပေသာကြီးပြင်းငယ်ကလိန်ကကြီးလှုပ်တက်တဲ့တခါတလေညတိညပတ်ကိစ္စတွေကထွက်ပေါက်ဖြစ်နေတဲ့ပြန်ရောအဖေရေအဖေနဲ့ကျွန်တော်ရှင်ရင် ကျွန်တော်ရှုံးပါတယ်ကျွန်တော်နဲ့အဖေရှင်ရင်အဖေရှုံးပါလိမ့်မယ်မတေချာမှုမှန်သမျှဟာစိတ်ကိုလာစွနေတဲ့အတ်ချွန်ချွန်တွေမိဘကြီးအကိုမောင်နှမမတော်တဆဆက်နွယ်မှုအခိုက်အတန့်ဘာပြုလို့အတ္တကြီးတယ်တော့စိတ်ကြီးဝင်နေဆိုဆိုတရေဘောကြောင်နေပြောပြောကိုယောဂကိုသာတိရဲ့ လွဲမားတဲ့ကုထုံးတွေနဲ့ပြုံးပျော်နေရမှာလားငှက်ဖြားငန့်ဖန်ကိုဇက်လန့်ကိုမနိုင်အဲ့ဒါလိုနိုင်ငံရေးမျိုးလဲကြုံငယ်ဘူးတဲ့ခွေယူကောင်းသာတမွန့်တဲ့ဒီစကားကိုယုံကြည်စေအိုခဲတဲနေတဲ့အမကြီးရေ ခမရနဖူးကချွေးကကျွန်တော်အတွက်အားစေးပါပဲခုဆိုဘဝကလည်းໃຫရင်နဲ့ ဘယ်တော့မှဘုံဘုံလက်ကြမလဲကိုဟာကိုပဲကြိုတင်လက်ချမလားအိုးတဲတဲလေးကာလာထဲမှာအမားတွေလဲထားလိုက်တော့အမှန်တွေလဲခြံလိုက်တော့ငှက်တိုက်ဟာအတွေးအဆောက်အုံးခမားလဲတစုံတယောက်နဲ့ဆွေးနွေးဘူးမှာပါတခါတခါကြတော့ကို့ပျော်ရွှင်မှုကိုယုံမို့ မနဲ့တုံးကစေရနာမြစ်တာညနေကြတော့အတ္တမမှုတွေဖြစ်ပြဒနာဖြစ်လာရင် ခစ်ကိုအပြစ်ပုံချရုံပဲတိထက်လုံယုံနာဘာရှိသေးလို့လဲအေးလေရာရာဟာဖာဆန်ဆန်ဖြစ်ကုန်ပြီပဲဂုံယူခြင်းလေယူကြပြီတော့ညဉ့်ညမ်းတဲ့မန္တရားတွေကြောင့်ရန်ရာဆန်တဲ့အဖြစ် အဲ့ဒီခေရဲ့လောင်အိမ်ထဲမှာနာမည်မပေးပြတဲ့ခွေဝဲစားတကောင်ဖြတ်ကြသွားတဲ့ကလေးတထောင်မှောင်နဲ့မဲမဲတွန့်လိန်နေတဲ့လေပြင်းလေးကိုတဲကွဲရခြင်းတစ်ပုတ်ထိုးသွင်းထင်းတစ်ချောင်းလောက်သာတာဝန်ကြည့်ကဲ။အော်တေမင်းကြီးရဲ့ခမကျုပ်စီမလာလဲ။ကျုပ်ကခမစီလာရမှာပါ။ ဟာအသေးကြဆုံးလို့ဆိုကြတာပဲကဲညီလေးညီမလေးတို့ရေတို့တိုင်းပြည်ကြီးကတော့ကန့်ခေပေမယ်ချစ်စရာကောင်းနေသေးရေပြားစရာလာတဲ့